ဒီအမျိုးသမီးတင်းစပြီးတော့မြန်မာ national league ခေါ်မှာပေါ့နော် woman ဒါအဲစတဲ့ချိန်မှာဝင်းဘယ်တင်းနဲ့စပြီးတော့ join နေအမအတိထားအခုလက်ရှိရတစ္ဆာအမမဟုတ်ဆိုအဲ့တော့တော့ဟာ Zagreb United အမျိုးသမီးတင်းနဲ့ဟုတ်အဲ့တော့စအဲ့တင်းနဲ့စပြီးတော့လက်တွဲဘူးပါဟုတ်အဲ့ဆိုအဲ့ဇွဲကပင်ဘလို့ရောက်ပါ Zagreb ကတော့ဒီဆမာသန်ဆမာသန်တင်းပို့ပြီးတာ16နှစ်တော့ဟုတ်ဟုတ်အဲ့တင်းသွားဖို့သူပြောပြပါဟုတ်စိတ်တက်ကြတာရှိရဲ့အဲ့ ဒူးနာတော့อ่ะပေါ့ဟော injury ဖြစ်ခဲ့တယ်ဟုတ်2020ဆိုတော့အဲ knee မြောက်ရီနဲ့ကန်တော့อ่ะပေါ့ injury ဒူးတန်အောင်ဖြစ်အဲ့တော့လေးလာကြော်တော့တော့နားလိုက်ရအဲ့ချိန်ကတော့စိတ်တက်တော့ကြာပြီးတော့ဝမ်းလဲဝမ်းနေရပေါ့ကိုတူပြန်ကောင်းပါမလားဆိုပြီးတော့အာနောက်ပိုင်းတော့ဒီဒိုးကိုအရင်တောင်းကိုပြီးတော့မှပြန်ပြီးတော့တေချာပြန်လုပ်မယ်ပေါ့အဲ့လိုမျိုးတေချာရပြန်ကြိုးစားတော့ဒီလိုပြန်ဝင်းဝင်းဆိုပြီးတော့ပရိသတ်ဒီဘက်မှာစသီးသွားတယ်လို့ထင်တယ်ဒီအင်ရှင်ပွဲပေါ့ဟတ်ထွက်သွင်းတဲ့ပွဲဟုတ်ဟတ်ထွက်သွင်းတဲ့ပွဲ အော်ဆဆချင်းတွေ့ရယ်ဆဆချင်းမှာပဲ hat trick နဲ့ပြိသက်တွေကိုအချိုကျွေးလိုက်တယ်ပြိသက်များအားလုံးကို woman voice အစီအစဉ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရယ်အခုဒါလီရောဝင်းဝင်းနဲ့ဆက်ပြီးတော့နောက်ထပ်တစ်ပိုင်းအနေနဲ့တင်ဆက်ပေးချင်တာကတော့ဝင်းဝင်းရဲ့ professional ကစားသမားဘဝမှာအကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေနဲ့အမှတ်တရတွေကိုဆက်လက်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ် ကျော်ဝင်းဒီဘိုင်းကတော့အမတို့ pro ဘွားကိုဆက်ပြီးတော့သွားကြမှာပေါ့နော်ကျော်ဝင်းအရှိတဘိုင်းမှာတော့ use sin ဒါပြောမှဆိုရင်ငွေသိန်းပေါ့နော်လေရွေးစင်ငွေသိန်းနဲ့ပြီးသွားပြီဆိုတော့ဒီ use sin ပြီးတော့လေရွေးစင်အတင်းကြီးရောက်ဖို့ခြားရဲမှာ united ချီအောင်မယ်ထင်တယ်ဆိုတော့အဲ့ဖြတ်တန်းခဲ့တဲ့လေရွေးစင်ကစားသမားဘွားမရောက်ခင်ကာလ ဒီ US စင်းကနေနောက်ထပ်သစင် level တက်ဖို့အတွက်အဝင်းရဲ့ဖြတ်တန်းခဲ့ရတဲ့အကြောင်းလေးပြောပြပေးပါဟုတ် US တိုင်ပွဲတွေပြီးတော့ခဏနားသွားသေးရပါတော့အဲ့ချိန်ပြီးတော့ U90 တိုင်ပွဲသူတို့ဝင်ခြေစပွဲအောင်တော့နောက်သစင် final round ပေါ့အဲ့ချိန်ကန့်ပြန်ခေါ်တဲ့ချိန်ပါတယ်ပေါ့နော်လူစင်းနဲ့ဟုတ်ပြီးတော့ U90 အဲ့ရပြီးတော့ခြေထဲမှာသားတို့ covid ကာလတွေပါခံရသေးလေအဲ့ချိန်နားလိုက်ရသေးအဲ့ချိန်ပြီးတော့မှလေးစင်ကြီးတရားပြန်ခွာပေါ့နော် ပြိုင်ပွဲရှိရဆိုပြီးတော့အချိန်ပမာဏနဲ့ထပ်ပြီးတော့ပါတယ်ပေါ့နော်။ဟုတ်လား။ဟုတ်ဆိုဒါဆို U19 နဲ့ကအတိတ်အကြာကြီးမဖြတ်တာလည်းရအောင်။ဟုတ်တစ်ခေါက်ပဲတကြော့ပဲ။တကြော့ပဲ။ final round တကြော့ပဲဟုတ်။အော်အဲ့ဆို U19 ကဟိုကြော်လိုက်တယ်လို့ဖြစ်သွားတာပေါ့နော်။ရှေ့သွားရသွားလိုက်ရတယ်။ final တပွဲနဲ့ပဲကြော်လိုက်ရပြီ။ကျွန်တော်အမှတစ်ခုသိချင်တာ COVID ကာလမှာတချို့ဒီကစားသမားတွေကကစားသမားဘဝကိုလုံးဝစိတ်ကုန်သွားပြီးတော့လေမကစားကြတော့တဲ့သူတွေရှိရဲ့။အဲ့လိုနေပဲတီးတီးရပေါ့နော်။ဆိုတော့အဲ့ချိန်မှာရောဒီနားနေတဲ့ကာလတွေမှာဝင်းရဲ့ဘာတွေ အိမ်ပြန်သွားလာဥမာမန္တလေးကိုပြန်သွားလာဒါမှမဟုတ်ရန်ကုန်မှာပဲကိုယ့်အကို self training လုပ်လာဘယ်လိုလုပ်ဖြစ်လဲအော်အဲ့တော့တော့တအားတို့ဒီအိမ်ပြန်ရောက်နေတဲ့အချိန်မှာဒါပေမဲ့နေတိုင်းကွင်းနေပါတယ်သွားပြီးကစားပြီးမန္တလေးမှာပဲပေါ့ဟုတ်မန္တလေးမှာပဲအချိန်ဟုတ်အဲကန်ပြန်လေအကြီးသင်ကန်ခေါ်တဲ့အချိန်ပါတယ်ဆိုတော့မှရန်ကုန်ပြန်တက်သွားအချိန်ဟောအဲဆိုဂျားကလာမှာတော့ဘာမှမလုပ်ဘူး training လေးကောက်ကိုဝါသနာပါဘောလုံးကြီးပတ်ကန်ဟုတ်တယ်အိမ်မှာပဲကွင်းလေးရှိရမောင်းမီကွင်းကွင်းရလေအစင်းပြောအဲ့မှာသွားပြီး training ပါတယ်သွားစင်းတယ် ွာတော့ကွင်းနေပါသေးတယ်သွားပတ်ပြီးတော့ဘယ်ကြီးနေတူတူသွားဆော့ အော်ဆိုဒါဆိုရင်ဒီဟာပြီးသွားတော့မှဒီ United တပွဲပဲကစားပြီးတော့မှလေရွေးစင်အသင်းကြီးကိုပနာမားနဲ့စားပြီးတော့ရှောက်လာပါတော့เนาะဆိုတော့လေရွေးစင်အကြောင်းအမနည်းနည်းကြော်လိုက်မယ်အမမေးချင်တာအဓိက professional club တွေပေါ့เนาะဆိုတော့အမ်အမျိုးသားအသင်းကတော့မြန်မာ national league က2009လောက်တည်းကစားတယ်အမျိုးသမီးကတော့တော်တော်နောက်ကျပြီးမှစားရပါတော့ဆိုတော့ဒီအမျိုးသမီးအသင်းစားပြီးတော့မြန်မာ national league ခေါ်မှာပေါ့เนาะ woman ဒါစားတဲ့ချိန်မှာ win ဘယ်အသင်းနဲ့စားပြီးတော့ join တယ်အမသိတာအခု last year အသစ်စားအမမှာဆိုတော့အဲ့တော့ကတော့ second united မျိုးသမီးတင်းနေဟုတ်အဲ့တော့စအဲ့တင်းနေစပြီးတော့လက်တွဲပူတာပေါ့ဟုတ်အဲ့ဆိုအဲ့ဆွဲကပင်ဘယ်လိုရောက်ပါဇကပင်ကတော့ဒီဆမတန်းဆမဆန်းသိမ့်ပူပြာ16နှစ်တော့ဟုတ်ဟောအဲ့တင်းသွားပူသူပြောပြပါပေါ့ဆိုစရာဒီ2018ဒီ U16 မာရီယာဒီဆွဲကပင်မှာစကားစားနေပေါ့ဟုတ်ဟုတ်ဟုတ်တယ်အဲ့ကန့်ဝင်နေတဲ့အချိန်တော့ လေးပါတာရှင်အဲ့လိုမျိုးသွားကန်ရပါဆောက်ကဲပြန်သွားပြီဟုတ်ဆိုတော့အမတို့ဒီအဲ woman ကအမျိုးသားထက်တော့နည်းနည်းလေးအဲအားပေးမှုအသိမရှိဘောနော်အခုနောက်ပိုင်းမှာမှအဲဒီ ISP ကိုမြားဝက်ကြီးကိုအခုသစ္စာမှရန်ကုန်ရှမ်းဒါကြီးရှိလာပြီဘောနော်ဆိုတော့အရင်တုန်းကဇွဲကပ်ပြင်မှာစကားစားတော့အသင်းဖော်ကြီးကဒီ U16 ရကစားသမားတွေပါလားအာ U16 ရကစားသမားတွေမပါအဲ့ဒီ90ကကိုစန်းတော်တို့ဟောစီနီယာတွေနဲ့ကစားရအကြီးတင်းအဟိုကိုလက်လက်လိုင်းတို့တို့တော့ပါတယ်ဟုတ်အဲ့တော့ ဩအဲ့တော့ဆိုတော့အဲ့တော့ဇွဲကပင်မှာဘယ်နှစ်လောက်ကစားခဲ့တရားသည်ဟုတ်တယ်တရားသည်ပါပဲအဲ့တော့ဇွဲကပင်ကသူမရှိဘူးအတင်းဖြတ်လိုက်တယ်ဟုတ်ပါအကြောင်းဆိုတော့ရှိရတဲ့နှစ်မှာတော့ကစားခဲ့အမှတ်တရရှိခဲ့လားအမှတ်တရရှိပါအဲ့အတင်းရသူနေတော့ဘာလေးရှိခဲ့လဲပြန်ပြီးပြပြပေးပါအမ်ထိန်းနေပါဆိုလဲပြောတရားတော့ကောင်းတယ်သူတို့ကအကုန်လုံးကကြည်ဥသာသာလဲပြောလဲဖော်လဲဖော်ယူကြတယ်အဲရအကူမရတော့အာဆွဲတခြားဒီညီပြနဲ့ရောဘယ်သူနဲ့လက်တွေ့ခဲ့ရလဲအဲ့တော့ ဲ့တော့ဆရာမတန်ထွေးကြိုင်တာဟုတ်လားဩဆရာမတန်ထွေးကြိုင်ကြာဟုတ်ဆိုတော့တရားဒီပဲဖြတ်တန်းကြာဟုတ်တရားဒီဆိုတော့ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီဇွဲကပင်ကပြီးွားတဲ့ချိန်မှာရောဒီ club အတင်းပဲအတင်းအောင် join ပြည့်လဲဟာအဲ့ကြားထဲမှာတော့နားရလေဟုတ်အဲ့ကြားထဲမှာနားလိုက်တယ်ပြီးတော့မှပြန်စားတဲ့ချိန်ကြမှာဒီတစ္ဆာအမှန်တင်းနဲ့ပြန်ပြီးတော့ဝင်ပြစ်တာပေါ့2000ဘယ်လောက်ဖြစ်မလဲ2023လောက်23ဟုတ်23ကနေခုလက်ရှိချိန်ထိတော့တစ္ဆာအမှန်နဲ့ဆိုတော့တစ္ဆာအမှန်အောင်မြင်မှုရခဲ့တဲ့ချိန်ဒီမှာဝင်ရှိနေတာပေါ့ ဟုတ်အာဆိုတော့ဟုတ်ပြီအဲ့ဆိုတစ္ဆာအမှန်ရောက်တဲ့ချိန်မှာရောဝင်းရဲ့ကစားပေါ်တွေကဘာလို့ဖြစ်ခဲ့လဲအာအဲ့တော့မင်းတို့ခင်တို့မိသားမင်းတို့ပြင်ကိုသားလေးတို့လည်းရှိရပြင်ကိုကိုကြီးတို့လည်းရှိဟုတ်ဟုတ်ကဲ့ပါဆိုတော့အမတို့ဒီမြန်မာ nationality မှာအမတို့တတိထားမိတဲ့လောက်ပေါ့နော်မြားဝတီရဲ့တစ္ဆာအာမန်ရဲ့အမြဲတမ်းဖလား လူပေါ်လူဖက်တွေပေါ့နော်အဲ့လိုပဲပြောမှာပေါ့ဆိုတော့မတို့ဒီအရင်အခုဒီမြန်မာ national league အမျိုးသားတဲမှာဆိုရှမ်းနဲ့ရန်ကုန်ပေါ့နော်အရင်တော့ကတော့မတို့ရေဒနာဘုံတို့အဲဟန်တာဝရီတို့ရှိခဲ့ပေါ့နော်ဆိုတော့အခုအဲ့လိုမျိုးပုံစံပဲဒါသစ္စာမှန်နဲ့မြောက်ဝရီဆိုတာကဖလားလူပေါ်လူဖက်တွေဖြစ်နေရပေါ့ဆိုတော့အဲ့တော့သစ္စာမှန်နဲ့အောင်မြင်မှုတွေမှာအခုလက်ရှိချိန်ကြီးဆိုရင်ဝင်းဖလားဘယ်နှလုံးလောက်ရပြီလဲ တခါတခါမှမခံအဲ့ဆိုဒါတစ္ဆာမှန်အောင်မြင်မှုရတဲ့နှစ်တွေမှာဝင်းမရောက်သေးဘူးပေါ့ဟုတ်မရောက်တော့ဟုတ်ကဲ့ဆိုတော့ဒီနေ့ကောဒီတစ္ဆာအမှန်အတင်းနဲ့တူဘလောက်ထိအခုဒါမထင်တာတော့ပထမနှစ်ဝက်အဲ့တော့ပြီးသွားပြီထင်တယ်ဆိုတော့လက်ရှိအခြေအနေလေးနည်းနည်းတော့ပြောပြပေးပါလက်ရှိအခြေအနေကအစင်အားတော့မှဒါပေမဲ့အမှတ်တူနဲ့အောက်ရောက်နေဒုတိယအမှတ်တရရရင်တော့မကွာဘူးပေါ့ဒါပေမဲ့ဒုတိယကျော့ တခြားလုပ်ရင်တော့ပထမရနိုင်တယ်မဟုတ်ဟုတ်ဟုတ်ကဲ့ဆိုတော့တစ္ဆာအမှန်ကိုရောက်လာတာ2023ဆိုတော့အခုဆို2023 24ရာသီရယ်24 25ရာသီရေပေါ့เนาะဆိုတော့ဒီရာသီအတွင်းမှာအဲဒီစပြီးတော့ကစားရရအခက်ခဲဆိုရင်ရောဘာဖြစ်မလဲအခက်ခဲရှိလားဒါမှမဟုတ်အတွေ့အကြုံအမှတ်တရပေါ့အများကြီး line up ကစားခွင့်ရလားဟုတ်အများကြီး line up ကစားခွင့်ရအဲ့အတွက်ဘာတွေရောစူးစမ်းလဲ ဒါစူးစမ်းမှုကဘာကြီးအဓိက line up အမြဲဝင်နေဖို့ပေါ့နော်ဆိုတော့အမပြောချင်တာလေရွေးစင်မှာလူတိုင်းက line up ဝင်ဖို့အတွက်ခက်ခဲဒါပေမဲ့ pro ဘောကဒီ club အသင်းမှာလေလေရွေးစင်မဟုတ်သေးကြအောင် ကို့အသင်းမှာ line up ဝင်ဖို့အတွက်စူးစမ်းရတယ်လေဆိုတော့အဝင်းရောဒီအမြဲတမ်းဒီသစ္စာမှာ line up ဖြစ်နေဖို့ဘယ်လောက်ထိစူးစမ်းရလဲအာဒီ training တွေမှာဆိုလဲ training တစ်ချိန်တိုင်းပေါ့နော်တေချာအာယုံစူးစမ်းပြီးနေပြပြောတဲ့ဟာကို line လောက်တယ်ပေါ့နော်သူတို့အကြိုက်ပေါ့တေချာကောင်းမှမဟုတ်စူးစမ်းပြီးတော့ အများနဲ့ line နဲ့ဝင်အောင်တော့ကြိုးစားပါတော့ဟုတ်ကဲ့ဆိုတော့အခုဒါအမမေးခြင်းတဲ့တခုကအဓိကကလူတိုင်းမှာကိုယ်အိမ်မက်ကိုဆွန့်လွတ်ဖို့အခိုက်အတန့်ဆိုတာဖြစ်လာခဲ့တဲ့အချိန်ကြီးရှိရပါတော့ကိုကကိုဒီဟာကိုဥပမာကိုယ့်ရဲ့ပြန်အဝင်းဆိုလဲတာကိုယ့်ရဲ့ပညာရေးကိုဆွန့်လွတ်ပြီးတော့ကိုယ့်ရဲ့ဝါသာဖြစ်တဲ့ဘောလုံးရွေးချယ်ထားတယ်။နောင်နာမရလို့ပြောတယ်။ဒါပေမဲ့အခက်ခဲဆိုတာရှိရပါတော့။ခါလေကျရင်ကိုရွေးချယ်ထားတဲ့လမ်းမှာဆက်မလုပ်ချင်တော့လောက်အောင်အဲပြောမှဆို ဘယ်လိုပြောရမလဲစိတ်တက်ကြရခေါမောပေါ့နော်အဲ့လိုမျိုးအခိုက်တက်နေရောငါဒီဘောလုံးကြီးကိုမကစားချင်တော့တော်ပြီးငါအိမ်မှာပဲပြန်ပြီးအမေနာပဲနေချင်တယ်လို့ဒါမှမဟုတ်ဆယ်ရမ်းပဲပြန်ဖြေချင်တော့ရယ်ဆိုရယ်အဲ့လိုမျိုးအခိုက်တက်နေရှိဘူးလားအဲ့လိုမျိုးတော့မရှိဘူးပေါ့နော်စိတ်တက်ကြတော့ရှိရယ်အဲဒူးနာတော့ပေါ့ဟော injury ဖြစ်ခဲ့တယ်ဟုတ်2020တော့အဲ lee မြောက်ရီနဲ့ကန်တော့ပေါ့ injury ဒူးတန်အောင်ဖြစ်အဲ့တော့လေးလားကြော်လောက်တော့နားလိုက်ရအဲ့ချိန်ကတော့စိတ်တက်တော့ကြာပြီးတော့1 1နဲ့ ਆ ပေါ့ကိုဒူပြန်ကောင်းပါမလားဆိုပြီးတော့ အာနောက်ပိုင်းတော့ဒီဒိုးကိုအရင်ပြောင်းကုပြီးတော့မှပြန်ပြီးတော့တေချာပြန်လုပ်မယ်ပေါ့အဲ့လိုမျိုးတေချာရပြန်စူးစမ်းတော့ဒီလိုပြန်ဖြစ်လာ လေးလာပဲနားခဲ့ရတယ်ဟုတ်လေးလာကျော် ACL ထိရတာဟုတ်ဟုတ်တယ်ဩကစားသမားတွေနေရအများသောအားဖြင့် injury နဲ့ဆိုတာအမတို့ကင်းလို့မရအောင်ဒါပေမဲ့ဝင်းကဒါဘွားတစ်လျှောက်လုံးခုကစားခဲ့တဲ့တက်တန်းကာလာတွေမှာအဲ့တစ်ခေါက်ပဲ injury ဖြစ်တာဟုတ်အဲ့တစ်ခေါက်ပဲအဲ့ဆိုအရန်ကန်ကောင်းပါတယ်ဆိုတော့တချို့ကစားသမားတွေဆို injury ပြင်းထန်သွားပြီးလုံးဝပြန်ကစားလို့မရတော့တာရှိကစားသမားနဲ့ injury ဆိုတာကတော့တွဲဘက်လို့ဖြစ်နေပြီဒါကတော့မိထားလို့မရအဲ့ဆိုအဲ့တစ်ချိန်မှာတော့စိတ်သက်သာခဲ့ပူရပေါ့ ဆိုတော့ပြန်လာတဲ့ချိန်မှာရောခန်းစားချက်ကအဲဒီငါဒူးတန်ရတက်တာပြီးအကောင်းဆုံးပြန်ကစားမယ်ဆိုပြီးတော့အခုချိန်ထိရောတချို့က injury ဖြစ်သွားရင်ဒီ injury ကိုအရန်ကြောက်ွားကြရလေဝင်ရောအဲ့လိုမျိုးကြောက်ွားတာတို့ငါ injury ပြန်များဖြစ်မလားဆိုပြီးတော့အဲ့လိုစိတ်ခံစားချက်ဖြစ်ဘူးလားဟာအရင်တော့တော့ဖြစ်တယ်ဒါပေမဲ့ခုနောက်ပိုင်းတော့တော်တော်လေးစဉ်းပြေလာအဲ့လိုမျိုးတော့မဖြစ်တော့ဘူးတို့ကလည်းပြန်ကောင်းနေဆိုရဲပဲကစားနိုင်မှာဟုတ် ဟုတ်ကဲ့အမ်ဟုတ်ပြီဆိုတော့အမဒါဆိုအမတို့လက်ရွေးစင်ဘဝဆက်သွားလိုက်မယ်ဆိုတော့အခုဒါကတော့ဒါဝင်း user scene design နေရင်မှာဒါဆွဲခဲ့ပြန်ပါစားရဲပြီးတော့သူအခုတစ္ဆာအမှန်နဲ့သူပါစားရဲဆိုတော့ uniting ကြော်ပြီးတော့အမတို့လက်ရွေးစင်ရောက်လာဆိုတော့အမတို့မမမရရလက်ရွေးစင်နဲ့ဝင်းကိုစသတည်တာကတော့အခုနောက်ပိုင်းမှာပို့ပြီးတော့တွဲဖက်ပြီးတော့မြင်လာတာပေါ့နော်ဆိုတော့အရင်တုန်းကတော့ဝင်း line up အဲမကစားခဲ့ရဘူးစီးကင်းတဲ့ပတ်သက်ရင်အမတို့နောက်တစ်ပိုင်းမှာတော့ပြောမယ်အခုသောစေတော့လက်ရွေးစင်နဲ့ပဲဆက်ပြီးသွားလိုက်ဆိုတော့လက်ရွေးစင်အသင်းကြီးကိုစ join တဲ့နှစ်ကဘယ်နှစ်လောက်ဖြစ်မလဲ2023 23ဆိုတော့23မှာစရောက်တဲ့ချိန်မှာရောဝင်းကိုဘယ်လိုမျိုးစခေါ်လဲပေါ့အဲ့တော့ဒီလက်ရွေးစင်ပမာဏပါရဆိုပြီးတော့ဒီ line mode အနေနဲ့ဒီ training ပါလောက်ဖို့ပို့ပြရပေါ့အဲ့တော့စပြီးတော့ဟုတ်အဲ့တော့ ဆရာဒီလေးစင်ပါတယ်ဗောဒီရန်ကုန်လာနိုင်မလားဗောအဲ့လိုမျိုးခေါ်တဲ့ချိန်လာနိုင်နေဆိုပြီးတော့ရန်ကုန်ထက်ရောက်လာ 哦，啊，所以云南那边要南洼边要青马嘛，来月山要变宽哦，好，所以哎，青马啥边要大不？所以巴拿马那里，巴拿马那里，彼得路线巴布多，他就是阿妈呗。那所以问埃加拉，我不如偏交给。埃加拉，不比较开开不？那比较新的啊，古里买呢，就都都比较老啊，所以那奶奶教些地方，都是要收钱的，古白爸爸们啦，阿鲁苗吧，都都奶奶阿妈吧，阿鲁苗收钱的地方，都是奶奶爸爸了。 ဟုတ်ဆရာအဲ့ရောအဲ့ရောရောကိုနဲ့အတူတူကစားခဲ့ယူစစ်စင်းရသူပြန်ပါမှာပေါ့ဟုတ်ပါတယ်ပါတယ်ဒီလိုပဲထက်တိုးပြီးတော့တငယ်ချင်းတွေဖြစ်လာတာကရောအာထက်တိုးပြီးတငယ်ချင်းတွေဖြစ်လာလေဝေဖွေးနေလို့လည်းရှိတယ်ပြီးတော့ဒီအကူတွေအဲစီနီယာကိုတွေတော့တော်တော်များများမနှော်ကြီးတို့မကြီးတို့အကုန်လုံးလည်းတိပါတယ်ဟုတ် ဟုတ်ကဲ့ခင်ရပါတယ်ဆိုတော့စီနီယာရေးနဲ့တော်ဖက်ကစားတဲ့အခါမှာကုကုအားငယ်ရာတို့အဲ့လိုမျိုးစိတ်ခံစားချက်တွေဖြစ်ခဲ့ဘူးလားဟုတ်ဆက်စားရတော့တော့ဖြစ်တယ်အဲ့လိုမျိုးအော်ဟုတ်ကဲ့နည်းနည်းရှိန်တာပေါ့ရှိန်တာကိုစီနီယာရေးဆိုတော့အော်နောက်ပိုင်းကျတော့အစဉ်ပြေးသားကြဟုတ်အသားကြပါဟုတ်ဆိုတော့ဝင်းနဲ့ဒီလက်ရွေးစင်စပြီးတော့ပွဲထွက်ခွင့်ကိုကိုကို line up ပေါ့နော်စပြီးတော့တဲပြီးတော့ကစားခွင့်ရခဲ့ရပွဲဘယ်ပွဲဖြစ်မလဲခီခုဒီတစ်ခါကစားတဲ့အာအာအရှန်ဘောဒီအာအရှန်ကဟုတ်အရှန်အဲ့ပွဲပေါ့ ဟုတ်ဒါမင်းနစ္စတာနဲ့ပွဲပေါ့။အော်အဲ့ဒါပထမဆုံးပွဲထွက်တဲ့ပွဲလား။ရှစ်ကိုနဲ့အဲနိုင်တော့မြန်မာနိုင်ငံ။အဲ့ line နဲ့စားတယ်။စောက်ကစားရတဲ့ပွဲ။အော်ဆိုတော့ line နဲ့စားကစားရရင်ဘယ်လိုပဲပြောကစားသမားလည်းရွေးစဉ်အတင်းကြီးဖြစ်သွားတဲ့အတွက်ပရိသတ်တွေအာယုံဆိုင်မှုကလည်းအပြေးဝရထားတယ်။အဲ့တုန်းကလည်းတကယ်လဲဒါမမရရပေါ့နော်။အဲ့ပွဲခုနကပြောဆိုမျိုးဝင်းစားကစားရတဲ့ပွဲမှာပဲဝင်း hat trick ၃ခုသွင်းတယ်။ဟုတ်။မှန်တယ်နော်အဲ့ပွဲနော်။ဆိုတော့အဲ့ပွဲအတွေ့အကြုံတွေပြန်ပြီး sharing လုပ်ပေးပါ။ ဲ့တော့ပထမဆုံးစာပြီးကိုလိုင်းနဲ့ပါတယ်ဆိုတော့စိတ်ကပျော်သွားပေါ့နော်ဟုတ်ကဲ့ကိုအင်ရှင်မှာကံကလာပြအောင်နော်ပြိတ္တတွေနဲ့လဲဆိုတော့ပထမဆုံးပွဲမှာနေတုံးကိုတင်နိုင်လို့အရန်ပျော်ရယ်ပေါ့ဟုတ်ဟုတ်ဆောအဲ့အကိုကစားခဲ့တဲ့အတင်းရောအဲ့လောက်လွှဲနေလားလွှဲလားလွှဲလားမလွှဲပါဘူးတကယ်ကဟုတ်ကဲအင်္ဂါမလို့နော်ဆိုတော့အဲ့ရောကအမကြည့်တဲ့လောက်ကအဲ့ရောဝင်၃ပွဲစလုံးကိုတွင်းနိုင်ခဲ့တယ်အမဒီအမှတ်တမ်းလေးပြန်ကြည့်လိုက်တော့ဘင်္ဂလားဒေ့ရှ်မှာလည်း အဝင်ရဲ့အတွင်းကိုတွေ့ရတယ်။အဲပြီးလို့ရှိရင်ဘာရိန်းနဲ့လည်းအဝင်အတွင်းကိုတွေ့ရ။ဆိုတော့သုံးပွဲစလုံး line up ကစားခဲ့ရလား။အော်ဒီဒုတိယပွဲကတော့ဒီဘင်္ဂလားနဲ့ပွဲကဒုတိယပိုင်းမှာဝင်ရ။ substitute ပေါ့။ဆိုတော့ဒါမဲ့ကိုတွေ့နေလေနော်။အဲဆိုတော့ခံစားချက်သုံးပွဲစလုံးမှာကိုတွေ့ရတဲ့ခံစားချက်ကတကယ်ကျတော့တော်တော်လေး feeling ကောင်းမှန်းလို့ထင်ပါတယ်။ဟုတ်ကဲ့။အဲဒီသုံးပွဲစလုံးရဲ့အမှတ်တရနဲ့အခက်ခဲဆုံးပြိုင်ဘက်ကဘာဖြစ်ခဲ့မလဲ။အာခက်ခဲဆုံးပြိုင်မဲ့ကတော့ဒီဘင်္ဂလားဒေ့ရဲ့ပွဲပေါ့။ဟုတ်ကဲ့။ဘာကတော်တော်လေးမားတယ်ပေါ့ဘင်္ဂလားဒေ့ရတယ်တော်တော်လေး ခက်ခဲတယ်ပြီးတော့လည်းရှုံးနေရဆိုတော့လေပထမပိုင်းမှာလည်းအားကြောင့်လို့နောက်ကပြန်လိုက်ရဆိုတော့တော်တော်လေးပို့ပြီးတော့ခက်ခဲစီရယ်ဟုတ်ကဲ့ဆိုတော့အဲအဝင်းဒါလေရေးစင်နဲ့ဒါပွဲထွက်တဲ့ပွဲမှာပဲမမရရဟက်ထရစ်သွင်းရတယ်ဆိုတော့တကယ်လေးပြောဖို့ကောင်းမှာပေါ့နော်ဆိုတော့ဒီပွဲပြီးသွားတော့ရောနောက်ထပ်ပွဲတစ်ပွဲနေနဲ့အဝင်းဒီဂျားရက်ဝါဖိတ်ခေါ်ပွဲမှာတော့မပါသေးဘူးနော်ဟုတ်ပါဟုတ်အဖိတ်ခေါ်ညပေါ်ဖိတ်ခေါ်ပွဲမှာတော့အဝင်းပါဝင်ခွင့်မရဘူးပေါ့ဆိုတော့အခုဒီပွဲမှာပြော့ပြီးတော့အခုဒီလက်တလုံးမှာပဲကန်ခဲ့ နောက်ဆုံးကစားခဲ့ပွဲ Australia ရို့နဲ့ပါတယ်ပါတယ်เนาะအဲ့မှာလဲ line up အနေနဲ့ကစားခွင့်ရတာဟုတ်တချို့ပွဲရော line up ပါတယ်ဟုတ်တချို့ပွဲရော substitution ပိုင်းလောက်မှဝင်ရတာဟုတ်ကဲ့ so အဲဒီအမားတို့အမျိုးသမီးတင်းကိုအားပေးရတချို့ကျတော့လေဒါပုတ်ကိုရေးရအားပေးကြရရှိရောเนาะဆိုတော့ဘသူ fan ဘသူ fan ဆိုပြီးရှိကြဝင်ဝင်ဆိုပြီးတော့ပြည်သက်တွေဘယ်မှာစသီးသွားရလို့ထင်တယ်ဒီအင်ရှင်ပွဲပေါ့ဟတ်ထရစ်သွင်းတဲ့ပွဲဟုတ်ဟတ်ထရစ်သွင်းတဲ့ပွဲဟုတ်ဩဆက်စားခြင်းတွေ့ရဆက်စားခြင်းမှာပဲဟတ်ထရစ်နဲ့ပြည်သက်တွေကို အချိုကျွေးလိုက်တယ်။ဟုတ်ကဲ့ပါဆရာဘာပြောပြောတကယ်ပြောဖို့ကောင်းပါဆရာအဲ့ပွဲတုန်းကရောအဲ့ Australia တို့အမားတို့ Thailand တို့နဲ့ကစားကြရလေနော်။ဆိုတော့ Australia ဆိုအမားတို့ဒီအုပ်စုတွေမှာတုန်းကအစဟိုဒီကစားကစားရဲ့ပွဲမှာတုန်းကတော့ဒီ Australia ကိုနိုင်ခဲ့ပြီးတော့နောက်ဆုံးမှာမှာ Australia ကို final မှာပြန်ရှုံးသွားရတယ်နော်။ဆိုတော့အဲ့ပွဲစဉ်တခြားအဲအမှတ်တရအနေနဲ့ရောဝင်းမှာဘာရှိခဲ့လဲ။အမှတ်တရဆိုရင်ဒီ Thai နဲ့ပွဲပေါ့။ Thai ကိုနိုင်ပြီးတော့ တက်သွားရဲ့ပွဲပေါ့ဖိုင်နယ်တက်သွားရဲ့ပွဲဟုတ်အဲ့တော့မတ်တရားဖြစ်ဆုံးပဲဝမ်းလဲဝမ်းသာရဲ့ပေါ့ပြောလဲပြောရဲ့ဟုတ်ပြောလဲပြောရဲ့ကျအမမေးချင်တာတစ်ခုရှိသွားပြီပေါ့အမတို့ဒီကစားသမားတွေရဲ့ကွာဟာချက်ပေါ့เนาะဆိုတော့အမျိုးသားမှလည်းရှိရဲ့အမျိုးသမီးမှလည်းရှိအဓိကကတခြားနိုင်ငံကကစားသမားတွေရဲ့အဲခန္ဓာကိုယ် body structure ပေါ့เนาะသူတို့ရဲ့ပြီးတော့ technique ပိုင်းတွေရဲ့အစအစအရာရာပြောမယ်ဆိုရှင်အမျိုးသားအသင်းမှဆိုလို့ရှင်လည်း กว่าจ้ะเลยปะเนาะสรุปမျိုးသမီးသင်းมาจ้ะတော့เอ่อပြောမှာဆိုလို့ရှင်ကစားပုံဆိုတာထက်ဒီခန္ဓာကိုယ်ဖွဲ့စည်းပုံအရာကသူရဲ့ဒီ Australia က U23 ဆိုလို့ရှင်အမတို့ထင်အောင်မထင်ဘူးလေเนาะဟိုဘယ်လိုပြောမလဲမိုးနေမြေလို့ကွာချားနေရဲ့ဟိုလိုပြောမှာဆို body structure ချင်းရဲ့ဒီ present လိုက်တဲ့အပိုင်းနေရဲ့နောက်ပိုင်းဒီကစားသမားတွေရဲ့ဟိုလိုပြောမှာစိတ်ဓာတ်ပိုင်းဆိုင်ရာရသူတို့ကပို့ပြီးတော့ level မြင့်နေတဲ့အပိုင်းမှာရှိရဲ့ဆိုတော့အဝင်အဲ့ဟာကိုဘယ်လိုမျိုးမြင်မိလဲ ပြောရင်တော့ဒီခုခြေရင်နဲ့ဆိုရင်အဲဩစတြေးလျတို့ဘာလို့နဲ့ဆိုရင်တော့တော်တော်လေးကိုကွာနေလိုက်ဖို့တော်တော်အချိန်များများယူရမယ်နေပြီးတော့ body ဘိုင်းဆိုင်ရာရောသူတို့ technique ဘိုင်းဆိုင်ရာရောပေါ့အကုန်လုံးကတော့နည်းနည်းကွာဟနေရတော့မြင်ပါတော့ ဟုတ်ဆိုတော့အဲ့မှာအမတို့စကားပြောစရာရှိပါတယ်အမတို့ဒီကစားသမားတွေအတွက် nutrition ပိုင်းပေါ့နော်ဒီစားတောက်မှုဆိုင်ရာပိုင်းမှာရောအဲဝင်းနေနဲ့ဘယ်လိုမျိုးခရူးဆိုင်ဖြစ်လဲဒါကန့်နေဝင်းနေတော့တေချာရဲ့ဒီအမတို့ရဲ့အသင်းအဲ club အသင်းပဲဖြစ်ဖြစ်အဲဒီ national team ပဲဖြစ်ဖြစ်အစားတောက်ပိုင်းဆိုင်ရာအရန်ခဲလို့ကြရတယ်နော်ဆိုတော့ကိုကိုတိုင်းရောဒီကစားသမားတယောက်ဖြစ်တဲ့အတွက်အစားတောက်ပိုင်းဆိုင်ရာဘယ်လိုမျိုးခရူးဆိုင်ဖြစ်လဲအစားတောက်ဒီ training တွေကလည်းပင်ပန်းတော့မစားလို့လည်းမရဘူးနော်ဟိုကိုမကြိုက်တာဖြစ်ကြိုက်တာပဲဖြစ်ဖြစ် မကြိုက်ရင်တော့မှကြိတ်မိပြီးတော့ဝင်အောင်တော့စားရပေါ့နော်။ဘာလို့လဲဆိုတော့ကစားသမားတွေအစားတော့ကပူပြီးတော့ရေးကြည့်အောင်လို့လေ။ဟုတ်ကိုတွေအားရှိအောင်လို့ဟုတ်။တခြားဖြည့်ဆွက်စားရောစားပြလား။ဟုတ်စားပြလေကွာတော့ကိုလည်းဝယ်ပြီးတော့စားပါဟုတ်။အထီးကဘာတွေစားပြလဲ။ဟောတခါလေးဆိုကြေးဦးလို့ပါတို့အဲ့လိုမျိုး။ဩဆိုပရိုတင်းတို့ပါတို့ရောဒီဆပ်လီမန့်တွေရောမတုံးလား။ဟောဒီဂျင်းမာဆိုတော့ပရိုတင်းတွေပါရောတိုက်ရဟုတ်။ဩဟုတ် အခုလက်ရှိလည်းကန့်ဝင်နေရတယ်နော်ဟုတ်ခုကန့်ဝင်အခုဒီ sea games အတွက်ကန့်ဝင်နေရတယ်ဆိုတော့ဟုတ်ပြီဆိုတော့အခုဒါလက်ရွေးစင်နဲ့လည်းဒါဝင်းစားဖြတ်တန်းခဲ့ရတော့တိတ်တော့မကြသေးဘူးပေါ့နော်ဆိုတော့တိတ်မကြသေးရခိုင်တန်းနေအခုလက်ရှိချိန်ထိလည်းဒီ sea games အတွက်စပြီးတော့ဝင်းရွေးခန့်ထားရပြီးပနာမပဲခေါ်မှာပေါ့နော်ဆိုတော့ဒါ ISPE ပွဲလည်းရှိရယ်ဆိုတော့ ISPE မှာဘာကြောင့်အရွေးမခံရလို့ထင်လဲ အာနည်းနည်းလွတ်ချက်လေးရှိလို့ကိုစူးစမ်းဖို့လိုတဲ့အရာလေးရှိသေးလို့လို့ထင်ပါဟုတ်။အော်ဟုတ်ဆိုတော့ဟုတ်ပြီအဲဆိုလို့ရှိရင်အမားတို့ဒီလက်ရွေးစင်နဲ့ဒီ sea game ကမကြခင်သွားပြီးတော့ကစားရတော့မှလေးနော်။ဟုတ်ဆိုတော့အဲအခုဒီကစားဖို့အတွက်ဆိုရင်အခုပနာမကြီးခေါ်နေပြီဆိုတော့အဝင်းနေနဲ့ရောပနာမကနေ finalist ဖြစ်ဖို့အတွက်အခုဘာကြီးပြင်ဆင်နေပြီလဲစပြီးတော့။အာဒီ training လုပ်တဲ့ဒီချိန်ဒီတိုင်းမှာလေအကောင်းဆုံးအယုံဆူဆိုင်မှုပြင်းနေအကောင်းဆုံးစူးစမ်းနေပါတယ်ခုတော့ဟုတ် ဟုတ်ပါအောင်တော့ဟုတ်ပြီအဲ့ဆိုအမမေးမယ်ဘောလုံးလို့ပြောလိုက်ရင်ဝင်းရဲ့ဘွားမှာနံပါတ်ဘယ်နေရာလောက်မှာရှိမလဲဘောလုံးကတော့ပထမအဆုံးပိနေရပြီပေါ့အရာရာမိဘကပထမမဟုတ်လားမိဘလည်းပထမပဲတူတူပဲတူတူထားထားရယ်မိဘနဲ့ဘောလုံးနဲ့တူတူထားထားအော်ဆိုနေရာပေးမယ်ဆိုလို့ရှင်ကိုယ့်ရဲ့နှလုံးသားရဲ့မှာဘောလုံးဒီပထမနေရာရတယ်ဟုတ်ဩဟုတ်ကဲ့ဟာဆိုတော့တကယ်လေးစားပါရယ်မိဘနဲ့ တူတူထားနိုင်လောက်တဲ့ဒီဘောလုံးကိုချင်းမြတ်လို့ဆိုတာတကယ်လဲအအမတို့လေးစားပါရဲ့ဆိုတော့အမနောက်ထပ်မေးချင်တာကဟုတ်ပြီအာဒီအဝင်းနေနေပေါ့နော်ဆိုတော့ professional ကစားသမားဘဝဖြစ်သွားပြီကြအခုလက်ရှိမှာအမျိုးသမီးတင်းကိုလည်းပြိသက်တရားစောင့်ကြည့်နေတဲ့သူတွေလည်းရှိရဲအများနဲ့လည်းအားပေးနေကြတဲ့သူတွေရှိရဲအရင်ထက်လည်းပိုပြီးတော့အားပေးလာကြတယ်ဒီလိုချိန်မှာကိုကိုကို professional ကစားသမားဆိုတာဘယ်လိုလဲလို့ခံယူထားလဲ ဟော professional သားသမားဆိုတာသိရမလားဒီအနေထိုင်စားတောက်သူများပြောကြပြောကြမလို့အောင်ပေါ့နော်ကိုယ့်အတော့ကိုတည်နေပါဘောအရာရာဒီအချိန်မှာမပါလောက်ရမယ်ကောင်းကောင်းအိပ်ရမယ်ကောင်းကောင်းစားရမယ်ပေါ့နော်ကွင်းတင်ကွင်းပြင်ရောပေါ့ကောင်းဆုံးတေချာရာစူးစမ်းပြီးပြင်ဆင်ရမယ်ပေါ့ ဟုတ်ကဲ့အဲ့တော့ဝင်းခံယူထားတဲ့ professional ဆိုတာကကွင်းတွင်းရောကွင်းပြင်မှာပါအဲပြောမှဆိုလို့ရှိရင်စီကဲလက်ကြနဲ့နေထိုင်မှုတို့ဒါယူဆရပါတော့နော်ဟုတ်ကဲ့ပါဆိုတော့အဝင်းဒါဆိုရင်အမတို့ဒါနောက်ထပ်တစ်ပိုင်းမှာ sea game ဆက်ပတ်သက်တဲ့အခုလက်ရှိကံ့ဝင်တာတွေပြင်ဆင်ပုံတွေဆက်ပြီးတော့အမတို့ဆွေးနွေးကြမှာပေါ့နော်ဆိုတော့ဒီတစ်ပိုင်းတော့ဒါပြည်သက်တွေတလောက်နဲ့ပဲရန်လာလိုက်ချင်ပါသေးတယ်ဆိုတော့နောက်ထပ်တစ်ပိုင်းမှာတော့အခုလာမယ့်ဒါ ထိုင်းနိုင်ငံမှာကျင်းပမယ့် SEA Games ပေါ့နော်33ချိန်မြောက်ရွှေတောင်အရှအားစားပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့အတွက်မြန်မာအမျိုးသမီးတင်ဘာတွေပြင်ဆင်နေလဲပြီးတော့အဝင်းနေနဲ့ရောပြင်ဆင်မှုတွေမှာဘယ်လောက်ထိစူးစမ်းထားလဲအရင်ကစားသမားတွေရဲ့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်ဆက်မယ်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ရပါရှင့်